တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့သူများအိမ်ရှိကိုနေ့တိုင်းတွားပြီးတော့မစင်းရည်လေးလောင်းတဲ့အတွက်နော်ပွဲဖြစ်နေတဲ့ဖြစ်ရပ်ကလေးတစ်ခုကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီပြေကဆိုရင်တော့ဒါကြောင်မြောင်းမှာဖြစ်ပွားသွားတာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒါကျွန်တော်ကဒီ CCTV မှာ CCTV မှာမိသွားတဲ့ဒါဗီဒီယိုလေးကိုဒါကျွန်တော်ရင်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကြည့်ရှုလိုက်ကြရအောင် ဒီကိစ္စဒါဖြစ်ပွားသွားခဲ့တဲ့နေရာကတော့ဒါကြောင်မြောင်းကခိုင်ငပုတ်ချောက်ဆိုင်လို့ဒါသိရှိရပါတယ်။နော်ဒီဒီကိစ္စကိုပြုလုပ်ခဲ့တဲ့သူကတော့ဒါအသက်60အရွယ်ရှိတဲ့အဖွားကြီးတယောက်လို့သိရှိရပါတယ်။ကဲကျွန်တော်လည်းတူတူဆက်ပြီးတော့ကြည့်ရှုလိုက်ကြရအောင်။ဘာမှမဟုတ်တာလည်းမရှိဘူးဒီမှာမခုလာနေရဲ့ဟာ ဒီဗီဒီယိုမှာဆိုရင်တော့နည်းနည်းရောစရာကောင်းတဲ့မြင်ကွင်းလေးတွေပါဝင်တာကြောင့်ကျွန်တော်က emote ကလေးနဲ့ပိတ်ပေးထားတာပဲဖြစ်ပါတယ်ဟုတ်လားဟုတ်လားဆို ထဲမှာနော်ဒီချီးနဲ့နေရလေဇေဝဲသူတွေလေဟိုဟာဖြစ်လုံးလို့လေနန်လုံးလို့ငါအိမ်ကိုလေနှာခေါင်းတော်ရှုပ်တယ်ငချောက်ရောင်းနေဆိုရင်မချီးနဲ့နဲ့ငချောက်နဲ့ခွဲတက်တယ်ယူလေးနေပုံလိုက်ခတ်လာလေဘောဟာရေဘောဟာကဟာရိုင်းသူများထက်ရိုင်းနေလေဘွားကြီးကိုသူတို့က ဒါပိတ်ကဲကျိုးမွေးခဲ့တယ်ဗောလေအခုချိန်မှာတော့ဒါကပိတ်ကဲကျိုးမွေးမှုဒါမရှိတော့တာကြောင့်အခုလိုမျိုးလာပြီးတော့နေစနေတိုင်းဒါမစင်ရီတွေကိုအိမ်ရှိကိုလာပြီးတော့လောင်းခဲ့ပါတယ်လို့ပြောခဲ့ပါတယ်ထားပြီးပြီเนาะဟုတ်ကဲ့ခံမှန်းနေမှာလည်းကျွန်တော်ဖက်ရေးမှာဟုတ်ကဲ့ရှင်เนาะနားလည်းကျွန်တော်ပြောပြီးပြီเนาะဟုတ်ကဲ့နော်အမင်းလည်းသင်လိုက်လိုက်ဆင်းကျင်တာရပြီနေနေအဲညီမကျန်လို့ဘာအဖေကိုကတိကိုလုံးလိုက်ကြပြန်မနာဘူးကိုကတိကိုဖလောက်တနာဖို့ကောင်းတယ်ကြည့်ကြ မေးမတနာကသမေးဟုတ်ကြည့်သမေးညနာကိုဘလို့ကြည့်မလဲအဲဒီလိုပုံစံနဲ့ကိုသမေးကိုဘလို့ကြည့်မလဲမင်းမှာတော့ဒီညမရှိပါဘူးကိုသမေးကသမေးနဲ့သမီးကိုအတွေ့အကြုံအဆင်မပြေဖြစ်သွားလို့ရှိရင်ကိုဘလို့နေမလဲဟမ်ကိုကြောင်ကိုတလို့လည်းများတော့ခုခုဖြစ်သွားကိုကလို့စဉ်ခံစားရမလဲအဲ့လိုအတွေးလေးကိုတွေးလူကြီးဆိုလူကြီးအတွေးအောက်ကလေးအတွေးလေးလိုက်မတွေးနဲ့တမီးတို့ပေးတဲ့ဂတ်ထူကဘယ်လောက်ရမလဲ

ွားအသက်ဘယ်လောက်ရှိပြီလဲ60အ60အခွားအရွယ်တရဖရတရားလုံးရမယ်အရွယ်စိတ်ကြီးကြံရမယ်အရွယ်ချီအိုးကြံရမယ်အရွယ်မဟုတ်ဘူးသီလားသူများဟိုမကောင်းမဲ့ကြံမင်းနဲ့ဟိုကိုသေရင်ပါဝါမဲ့ဖရတရားလုံးရမယ်အရွယ်ဖြစ်နေပြီသီလားအခွားရဲ့စိတ်ထဲမှာအများအားသူများကိုကျွန်တော်ဘယ်လိုမှလိုက်ပါမလို့ကလေးတွေပြောတော့မှန်တယ် နော်တချို့ဟာဟာလေသူခင်ဗျားအဲ့ဒါညမလုပ်သင့်ဘူးနော်တခါတည်းမဟုတ်ဘူးအခုခေတ်ကလေနေမြင်ညာပြအဖွားဒီနေ့ဟိုအဖြစ်မနေ့ဖြစ်မသိဘူးဘသူပြောနိုင်လဲအာမဘသူမှမခံရဘူးနော်ကိုလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးနော်ဟုတ်ကဲ့ပါမြန်မာပါလက်ဖြက်ကလက်ဖြက်ကလောက်စီကြတော့ရွှေပြည်တို့တောင်တကုံကကားထွက်မှလာအဖွားတမီးတို့နောက်ထပ်မြင်ပြီလို့ရှိရင်အဖွားတမီးတို့ဘာလုပ်ရမလဲ အဲ့ဒါကြတော့ဟိုကပြူလိုက်ဒီနေ့ကတော့ရက်ွက်လူကြီးရဲ့ဆုံးမမှုကြောင့်တမီးတို့ကဟုတ်ဒီလောက်လောက်နဲ့ပဲနားလဲပေးလိုက်မယ်နော်နောက်တစ်ခါဆိုရင်တော့လေတမီးတို့ကရတယ်ဟုတ်နော်ဘယ်သူမှကူယူမဆိုင်ဘူး ကိုဒီတလားလို့တမင်းတို့ကဘယ်လောက်ထိနစ်နာวะအဖားသိလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေများစွာရှိခဲ့ပါတယ်တချို့ကလည်းဒါဒီအသက်60အရွယ်ရှိတဲ့ဘွားကြီးကတငယ်များပြန်နေတာလားဆိုပြီးတော့ခိုင်ကပုံးချောက်ဆိုင်ဘက်ကိုဒါမေးမြန်းခဲ့ပါတယ်ဒါပေမဲ့ခိုင်ကပုံးချောက်ဆိုင်ဘက်ကဒါလုံးဝဒီဘွားကြီးကဒါတငယ်ပြန်နေတာမဟုတ်ပါဘူးကြောင်မြောင်းကိုလာကြည့်နိုင်ပါတယ်ဆိုပြီးတော့ပြန်လဲဖြေကြားခဲ့တာပဲဖြစ်ပါတယ်ဒီကိစ္စကိုပြုလုပ်ခဲ့တဲ့ဘွားကြီးဘက်ကတော့ ဘာဖြစ်လို့သူဒီလိုကိစ္စမျိုးတွေကိုပြုတ်လုခဲ့တာလဲဆိုတာအကြောင်းရင်းကိုတော့မသိရှိရသေးပါဘူး။ဟုတ်ကဲ့ပါနောက်ဘာတွေထပ်ဆက်ဖြစ်လာအောင်လဲဆိုတာတော့ဒါကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးနေနေကရောဒါဘလို့ထင်ရလဲဆိုတာကိုဒီ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲသုတ်ဆက်ပါတယ်။အားလုံးပဲတာယာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။